င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်စိတ်ကောင်းဆောင်မင်းအောင်လိုင်ကမန္တလေးတောင်ကုန်းနဲ့ဘကိုးဘတ်တွေပါကေတုမတီနန်းတော်ရေနာဘုံနန်းတော်ကမ္ဘောဇာတာတီရွှေနန်းတော်အပါအဝင်နန်းတော်နေရာဟောင်းတွေကိုတွားရောက်ပြီးနန်းတက်ရေရာခြေတာတွေကိုဇက်တိုက်လှုပ်ဆောင်သွားတယ်ဆိုပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA သိမ်းပိုက်ထားတဲ့လက်ရှုပ်မျိုးကိုအချမ်းဖတ်စစ်ကောင်စီတပ်ကမနေ့ကညပိုင်းမှာပဲလေရင်နဲ့လာပြီးဘုံကျဲမှုကြောင့်စတင်ကြောင်းနဲ့နေအိမ်တို့ထိခိုက်ပျက်စီးထားတယ်ဆိုတဲ့သတင်းပါဝင်ဒီကနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီမဲအွန်လိုင်းကမန္တလေးတောင်ကူနဲ့ဘကိုးဘက်တွေမှာကေတုမတီနန်းတော်ရဲနာဘုံနန်းတော်ကမ္ဘောဇာတာတီရွှေနန်းတော်အပါအဝင် နန်တော်နေရာဟောင်းတွေကိုတွားရောက်ပြီးနန်တက်ရဲတရချိန်တာတွေကိုဇက်တိုက်လှုပ်ဆောင်သွားတယ်လို့နေပြီးတော့စစ်တပ်တရင်အရင်မိကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဩဂုတ်လ24ရက်နေ့ကပဲအချက်ပတ်စေကောင်းဆောင်မင်းအွန်လိုင်းကတောင်ကူမြို့မှာရှိတဲ့ဂေတုမတီနန်တော်နေရာဟောင်းကိုတွားပြီးရဲတရချိန်ခဲ့တယ်လို့ဩဂုတ်လ25ရက်နေ့မှာတော့မန္တလေးရဲတနာပုံနန်တော်နေရာဟောင်းကိုတွားပြီးရဲတရချိန်ခဲ့တဲ့အပြင် ဩဂုတ်30ရက်နေ့ဖြစ်တဲ့မနေ့ကတော့ဗကိုးမြို့မှာရှိတဲ့ကမ္ဘောဇာတာတီရွှေနန်းတော်ကိုတွားပြီးရဲတရချေတာတွေလှုပ်သွားတဲ့အတွက်အခုရက်ပိုင်းတွေအတွင်းမှာပဲအကြံဖတ်စင်ကောင်းဆောင်မဲအောင်လိုင်းကနန်းတော်ဟောင်းနေရာတွေကိုတွားပြီးနန်းတက်ရဲတရချေတာတွေကိုဇက်တိုက်လှုပ်ဆောင်နေတယ်လို့နေပြီးတော့စစ်တပ်တည်းအရေးမြစ်ကပြောထားပါတယ်အဲဒီလိုအကြံဖတ်မဲအောင်လိုင်းအတွက်နန်းတက်ရဲတရတွေကိုသူကိုကိုွယ်တဲ့ဘုံကြီးတွေဖြစ်တဲ့ဝစီပိတ်ဘုံကြီးကလှုပ်ခိုင်းနေတာဖြစ်တယ်လို့လဲစစ်တပ်အတိုင်းဝိုင်းဘက်မှတိထားကြတယ်လို့ မြို့တယ်နန်းတယ်ဖြစ်အောင်နန်းတယ်ရရချေတာလို့လဲတီထရရတယ်လို့နေပြီးတော့စစ်တပ်တရင်အရှင်မိကပြောထားပါလေအကျက်ဖတ်မဲအောင်လဲဟာဗီရီနဲ့ရရတွေကိုအငဲလို့လို့ခြေလေးရှိပြီအဓိကအဖြစ်သူကိုကိုွယ်တဲ့ဝစီပိတ်ဖုံးကြီးကရရတွေကိုစီမံပေးလေရှိတယ်လို့လဲတီရပါလေခင်ဗျတစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA သိမ်းပိုက်ထားတဲ့လာရှုံမြို့ကိုအကျက်ဖတ်စစ်ကောင်စီကလေနဲ့လာပြီးဘုံကျက်မှုကြောင့်စာတင်ကြောင်းနဲ့နေအိမ်တချို့ထိခိုက်ပျက်စီးထားပြီး လူထိခိုက်မှုတော့မရှိဘူးလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်။ဩဂုတ်လ30ရက်နေ့ဖြစ်တဲ့မနေ့ကည7နာရီခွဲလောက်မှာပဲအချက်ပဲစကောင်စီကလာရှုမြို့ပေါ်ကိုလင်းနဲ့ဘုံနဲ့ကြိမ်ကျဲချသွားရမှာလာရှုအမတ်ရှိအခြေခံပညာအထက်တန်းကျောင်းဆောင်နဲ့လူနေအိမ်တချို့ထိခိုက်ပျက်စီးသွားပြီးလူထိခိုက်မှုတော့မရှိဘူးလို့လည်းလာရှုမြို့နေစီဂျီတူကရန်ကုန်ခေတ်တိကိုပြောထားပါတယ်။ MNDAA ကလာရှုမြို့ကိုတိမ့်ပိုက်ပြီးတဲ့နောက်တလနိဗာကြာမြင့်လာတဲ့အချိန်မှာ စစ်ကောင်စီဘက်ကအခုလိုတိုက်လေရင်နဲ့လာပြီးဘုံကျဲတိုက်ခိုက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့စစ်တွေမြို့အနီးမှာအာရခတတော် AA နဲ့အချက်ဖက်စစ်ကောင်စီတက်ကြတိုက်ပွဲတွေစတင်ဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကစစ်သင်းဘောတွေနဲ့ပါတိုက်ခိုက်နေတယ်လို့တစ်ဖက်မှာလည်းစစ်တွေမြို့တဲကသူတို့ရဲ့နန်းစီရီယံဝန်ထမ်းတွေအပြင်ပြည်သူတွေကိုပါမြို့ကနေထွက်ခွင့်မပေးဘဲစစ်တပ်ကပိတ်ဆို့ထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ် စစ်တွေမြို့ကိုအရခတတော်အေအေကဇွန်လနောက်ပိုင်းကစပြီးဝင်းရဲ့ပိတ်ဆို့ထရကနေအခုတော့အောက်ကလ28ရက်နေ့ကစပြီးတော့စစ်တွေမြို့အနီးမှာတိုက်ပွဲတွေတောင်းလျှောက်ဖြစ်ပွားလာပြီဖြစ်တယ်လို့စစ်တွေမြို့နဲ့၄မိုင်သာဝေးတဲ့ဝါဘိုဂျေးရွာနဲ့ရွှေမင်းငယ်စိတ်ကမ်းဘက်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်းအချမ်းပစကောင်စီဘက်ကအရခတတော်အေအေရှိတဲ့နေရာတွေကိုစစ်သင်းဘောတွေနဲ့ပါလက်နက်ကြီးနဲ့ပစ်ခတ်ပြီးတိုက်ခိုက်နေသလိုတစ်ဖက်မှာလည်းစစ်ကောင်စီကစစ်တွေမြို့ကိုရေလန်းကုန်းလန်းတွေအားလုံးဖြတ်တောက်ထားပြီ စစ်တွေမြို့အဝဲအမြင့်ကျွန်းတရားကိုလည်းမိုက်ခွဲဖြက်စီးထားပါသေးတယ်။ဒါပြင်လက်ရှိစစ်တွေမြို့အနီးတိုက်ပွဲတွေစဖြစ်လာတဲ့အချိန်မှာပဲစစ်ကောင်စီတပ်ကမြို့ထဲမှာရှိတဲ့သူတို့လက်အောက်ခံနန်းစီရဲဝန်ထမ်းတွေအပြင်ပြည်သူတွေကိုပါစစ်တွေမြို့ကနေထွက်ခွင့်မပေးတော့ပဲပိတ်ဆို့တားဆီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာ။ဒီတခါပဲခူးအတိုင်းဘက်မှာတော့မင်းလာမြို့နယ်ကစားချောင်းဂျေးရွာနီးရောက်လာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေနဲ့တော်လိုင်းပူပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားရမှာ စစ်ကောင်စီတပ်သားခေါနဲ့ဦးကတော့အသီးသီးသိမ်ကုန်ကြပြန်ပြီလို့ PDF တောင်ပိုင်းတိုင်းအမှတ်နှစ်စစ်တီတာခွဲကပြောပါတယ်။အော်ကလ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲမင်းလာမြို့နယ်ကစားချောင်းကျေးရွာအနီးရောက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချိန်မုံရမှာနှစ်ဖက်အပြန်လန်ပစ်ခတ်မှုတွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းအချက်ဖက်စစ်ကောင်စီတပ်သားခေါနဲ့ဦးကတော့ပစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသိမ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားပြီး သူတို့ရဲ့ drone တစ်စီးကိုပါတော်လိုင်းတက်တွေကပစ်ချသိမ်းစီးနိုင်ခဲ့တယ်လို့ PDF တောင်ပိုင်းတိုင်းအမှတ်နှစ်စစ်ဒေသခွဲကပြောထားပါတယ်ခင်ဗျာအခုတခါမကွေးတိုင်းဘက်မှာတော့ပခုတ်ကူမြို့နယ်ကကံမမြို့ရဲစခန်းကနေဈေးဝယ်ဖို့ထွက်လာတဲ့ရဲတပ်သားဖုံးမြင့်ဆိုတဲ့သူကိုတော်လိုင်းတက်တွေကလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ကံမမြို့အောက် PDF တပ်ဖွဲ့ရဲ့တာဝန်ခံကရန်ကုန်ခေတ်တိကိုပြောပါတယ်အော်ဂိုလာ28ရက်နေ့ကပဲပခုတ်ကူမြို့နယ်ကံမနယ်မြေရဲစခန်းကရဲတပ်သားဖုံးမြင့်ဆိုတဲ့သူဟာ ရဲစခန်းအနောက်ဘက်ကိုဈေးဝယ်ဖို့ထွက်လာတဲ့အချိန်ကမ္မမြေအောက် PDF တပ်ဖွဲ့ရဲဘော်တွေနဲ့ထိတ်တိုက်တိုးပြီးဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုဖမ်းဆီးရမိထားတဲ့ရဲတပ်သားဖုံးမြင့်တဲ့အတူ G3 တနတ်နဲ့ခရင်အချုပ်ကိုပါတော်လိုင်းရေးတပ်တွေကတင်စီရရှိခဲ့ပြီးအဲ့ဒီရဲတပ်သားဖုံးမြင့်ဟာတာကြီးတောင်ရင်းနှံမြေရဲကင်းကနေစခန်းစွန့်ထွက်ပြေးသွားပြီးတော့ကမ္မရဲစခန်းကိုရောက်နေရကနေအခုဈေးဝယ်ဖို့အပြင်ထွက်လာတဲ့အချိန်မှာတော်လိုင်းရေးတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ကမ္ဘာမြေအောက် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ